အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့လေ့လာမယ့်အကြောင်းအရာကတော့ဒီပုံထဲမှာပြထားတဲ့အတိုင်းကိုယ့်ရဲ့ဇာရွက်ပေါ်မှာဒါမှမဟုတ်လျှောက်လွာပေါ်မှာအယောင်ပေတာပဲဖြစ်ဖြစ်ချစ်ရတယ်ပလပွားနေတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါလေးကို အလွယ်တကူဒီလိုပုံစံမျိုးဖြစ်လာအောင်ဒီနေ့ကျွန်တော်တို့လာလောက်ကြမယ်ဆိုတော့အရင်ဆုံးကျွန်တော်လောက်ထားတဲ့ဟာကိုအရင်ဖြတ်လိုက်မယ်နော် ဒါကတွေ့ရမူရင်းပုံပေါ့နော်ပြီးရင်ကျွန်တော်တို့ပါတော့လောက်ရမှာလဲဆိုတော့ဒီ layer ပေါက်တဲ့က adjustment layer လေးကိုကျွန်တော်တို့ဝင်မယ်နော်ပြီးရင်ကျွန်တော်တို့ black and white ဆိုတဲ့နေရာလေးကိုရွေးလိုက်မယ်ဒါဆိုရင်ဖြူမဲဖြစ်သွားပြီပေါ့နော်ပြီးရင်ကျွန်တော်တို့မျက်လုံးပြန်မေ့ကြည့်လိုက်ရင်ဒါက ဒါကကျွန်တော်တို့ original ပုံပေါ့နော်ဒါကျွန်တော်တို့ black and white layer လေးခေါ်ထားတာပေါ့နော်ပြီးရင်ကျွန်တော်တို့ပယ်ရောင်ကိုဖြောင်းမှလဲဆိုတာရှိတယ်ပေါ့ကျွန်တော်တို့ဒီမှာမျက်လုံးမဲ့ကြည့်လိုက်မယ်ဒါဆိုရင်အနီရောင်ရှိမယ်ပြီးတော့ပန်းရောင်ရှိမယ်ပြီးတော့အစိမ်းရောင်ရှိမယ်ဆိုတော့ဒီအရောင်လေးကိုကျွန်တော်တို့ဖြောက်တဲ့အချိန်မှာကျွန်တော်တို့ဒီ black and white လေးကိုရွေးလိုက်ပြီးဆိုတာ ਨੇ တွေ့ရကလာတဲ့အပေါ်မှာပေါ်လာတာပေါ့နော် ဆိုတော့ကျွန်တော်တို့ဒီမဲလုံးကိုပြန်ဖွင့်ကြည့်တဲ့ချိန်မှာဒါလေးတွေကဖြူမြဲဖြစ်သွားတယ်။ပြီးရင်ကျွန်တော်တို့ခုနဒါကပန်းရောင်ပေါ့နော်မဲလုံးပြန်မေ့ကြည့်လိုက်တဲ့အခါမှာပန်းရောင်ပန်းရောင်ဆိုတာကပယ်ဟာမမတိဘူးဆိုရင်ကျွန်တော်တို့ဒီမှာလက်ပုံစံလေးရှိတယ်ဒီလက်လေးကိုရွေးလိုက်ပြီးတော့ဒီပန်းရောင်လေးကိုလာတို့ကြည့်လိုက်တို့ပြီးတော့ဒီလိုဆွဲကြည့်လိုက်ရင်ဒီမှာအောက်ဆုံးကအရောင်ပေါ့နော်ပြီးရင်ဒီအနီရောင်ကပယ်ဟာလဲဆိုတော့ကျွန်တော်တို့ ဒီလက်လေးပုံစံလေးကိုနော်ရွေးပြီးတော့ဒီမှာအယောင်လေးကိုတိုးကြည့်လိုက်ဒါဆိုရင်အပေါဆုံးကအယောင်ပြီးတော့ဒီအောက်ကအစိမ်းယောင်ကတော့ဒီမှာအစိမ်းယောင်အာအစိမ်းယောင်လို့ပြောပေမဲ့ခုနကကျွန်တော်တို့ဒါလေးကိုမြင်နေအခုကအပြာနှုတ်ယောင်ပုံစံမျိုးဖြစ်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့မျက်လုံးပြန်ဖွင့်မယ်ပြန်ဖွင့်လိုက်ပြီကျွန်တော်တို့ခုနတိထားပြီးဘဲယောင်ကိုယူမှာလဲပေါ့နော်အယောင်ကိုရှော့လိုက်မှာ ရှော့လိုက်တယ်ဆိုတာကကျွန်တော်တို့အဖြူရောင်ဘက်ကိုဆွဲလိုက်တယ်ပေါ့နော်ခုနအနီရောင်ကိုအရင်ဆွဲလိုက်မယ်ဒီမှာအနီရောင်လေးကိုဆွဲလိုက်တာနဲ့အနီရောင်ပုံစံပျောက်သွားတယ်ဒါကကျွန်တော်တို့အဖြူရောင်ဘက်ကိုဆွဲလိုက်တယ်ပေါ့နော်ဒါဆိုရင်တွေ့ရဲ့ငကုံမူရင်ဇာတန်းပေါ်လာပြီပေါ့ပြီးရင်ခုနကကျွန်တော်တို့ဒီဟာကပန်းရောင်ပန်းရောင်ကအောက်မှာဒါလေးကိုကျွန်တော်တို့ဖြူရောင်ဘက်ကို ဆွဲလိုက်မယ်ဒါဆိုရင်ပျောက်သွားပြီပြီးရင်ဒီအောက်မှာဒါလေးကအပြာနှုတ်ရောင်ပေါ့နော်ခုနကကျွန်တော်တို့ရွေးလိုက်တဲ့ဟာကဒါအပြူရောင်ဘက်ကိုနည်းနည်းဆွဲကြည့်လိုက်မယ်အာဒါဆိုရင်မူရင်းပုံလေးပေါ်လာပြီအာဒါဆိုရင်ကျွန်တော်တို့ရတဲ့လောက်တောင်ရှိပြီပေါ့နော်ပြီးရင်ကျွန်တော်တို့မျက်လုံးဖွင့်ကြည့်လိုက်မယ်ဒါကတွေ့ရမူရင်းပုံကျွန်တော်တို့ လှုပ်ထားပြီးသားဒီလိုပုံစံပြီးရင်တကယ်လို့ကျွန်တော်တို့ဒါလေးတွေကို ပြန်ပြီးတော့ဟိုတားဖြူစေခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဒီ adjustment လေးအားထက်ကိုပဲပြန်သွားပြီးရင်ကျွန်တော်တို့ဒီ level လေးကိုရွေးမယ်เนาะပြီးရင်ကျွန်တော်တို့ဒီဒီ၃ခုထက်ကအောက်ဆုံးအတုံးလေးကိုရွေးလိုက်မယ်ပြီးရင်တနည်းအားရမှာတို့ကြည့်လိုက်မယ်တို့ရဲ့အဖြူရောင်ဒီလောက်လိုချင်တယ်လားတကယ်လို့ကျွန်တော်တို့ အရန်မောင်မဲနေတဲ့နေရာကိုတွတ်လိုက်ရင်ဒီမှာဇာတာတွေအကုန်လုံးသူကအဖြူပြက်ရောက်သွားတာပေါ့မြားတော့တာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့တွေ့ရဲ့အနေတော်လေးပေါ့နော်ဒါကကျွန်တော်တို့နေမဲ့နေရာလေးမှာကျွန်တော်တို့ပဲရောင်လောက်ထိလိုချင်တယ်လေပေါ့နော်ဒီနေရာမှာကျွန်တော်ကဒီနာဒီစလုံးချားမှာရှိတဲ့အရောင်လောက်ယူလိုက်မယ်ကျွန်တော်တစ်ချက်နဲ့ကြည့်လိုက်မယ်အဲဒီတော့ဆိုရင်ကျွန်တော် အစဉ်ပြေလောက်ပြီလို့ထင်တယ်နော်အာတန်ရချင်းတို့လည်းကိုယ့်ရဲ့ဇာယပေါ်မှာဘလောက်အဖြူရောင် လိုချင်တယ်လဲဆိုတာကဆိုတာကြတော့ဟိုကိုယ့်အကိုရွေးကြည့်ပေါ့နော်ဒါကနမူနာပြပေးတာကျွန်တော်တော့တော့ဒီလောက်ဆိုရင်အစဉ်ပြေတော့ပြီပေါ့နော်အဲဒါလည်းမြင်ရတယ်တကယ်တော့တာဝါတော့တယ်ဆိုရင်ကျွန်တော်တို့ဒီခုနက အနီရောင်လေးကိုနည်းနည်းရှော့လိုက်မယ်ဒါဆိုရင်ပြန်ပေါ်လာပြီပေါ့နော်ကျွန်တော်အတွက်တော့ crop လုပ်လိုက်တော့မယ် crop လေးလုပ်လိုက်မယ်အာပြပြဒါကျွန်တော်တို့ပြပြပါနော်ဒါကကျွန်တော်တို့တင်းထားလိုက်ုံပဲလှုပ်ပြီးတော့ရင်တင်းထားလိုက်ုံပဲပေါ့နော်ဒါမှမဟုတ် print လိုက်ုံပဲဆိုတော့ဒီဗီဒီယိုလေးကတော့ စာရွက်ပေါ်မှာပေးချန်နေတဲ့အယောင်တွေချစ်ရတွေကိုဖျောက်တဲ့နည်းလေးပဲဖြစ်ပါတယ် Photoshop ကိုလေ့လာနေတဲ့တကယ်ချင်းတို့အတွက်ဒီပြဿနာလေးတွေရှိတယ်ဆိုရင်ဒီဗီဒီယိုလေးကဖြေရှင်းပေးနိုင်မယ်လို့ယုံကြည်ပါတယ်အားလုံးပဲကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်